ညနေကြတဲ့ကျမရွယ်ယူသူတွေဒီနေ့ကျမရောင်းချပေးမှာတော့ရန်ကုန်တိုင်းဒေသကြီးတကုန်းစိတ်ကမ်းမြို့နယ်တင်ငါတရက်ကွက်ပါရှင်ပေါ့နော်ကျမတို့ပေ40ပေ60ပါမိတ်မြေမျိုးစားဖြစ်တဲ့အိမ်ယာဆောက်လုပ်ခွင့်လူနေထိုင်ခွင့်ကြားထားပြီးသားပေါ့နော် ဒီကျမတို့ဒီလမ်းမကြီးရနေတယ်ပေါ့နော်တက်တက်ယူထွက်မယ်ဆိုအမှတ်နဲ့ main လမ်းမကြီးထီကိုဒါပိုက်ကိုဒူးယူပောက်သွားတာအမှတ်နဲ့လမ်းမရဲ့အရှိတ်ဘက်ဆိုလို့ရှိရင်တော့ကျမတို့အရှိတ်တကုံနဲ့မြောက်တကုံပိုင်းရောက်သွားလိမ့်မယ်ကျမတို့ဒီဘက်ကလာမယ်ဆိုလို့ရှိရင်တော့အခုလိုမျိုး main လမ်းမကြီးရဲ့ဒဲစင်းပေါ့နော်ဒီလမ်းထဲမှာကျမတို့ရောင်းပေးပြီးမှာ main လမ်းမကြီးကနေကြည်နေုံနဲ့မြင်နေရတယ်ကျမတို့တင်ငါတည့်ရက်ကွက်ကဲမြေကွက်ကလေးကိုရောင်းပေးပြီးမှာပေါ့နော်အဲဒီဘက်ချမ်းဆိုလို့ရှိရင်တော့ကျမတို့ဒါတောင်တကုံနဲ့ကလာတဲ့ဘက်အချမ်းပေါ့နော်ဒါကြောင့်မလို့ကျမတို့ main လမ်းမပေါ်ကနေကြည်ဒါနဲ့ကိုလည်းမြင်နေနေရတယ်မြေကွက်ကလေးဖြစ်ပါတယ်ရှင့်ဒါလေးဝယ်နေကြဧည့်သည်တွေဆိုရင်တော့သိထားပြီး ီတာဒီလန်းအောင်ပေါ့နော်ကျမတို့အထေထူးတလေပြောပြပေးဖို့ရှင်းပြပေးဖို့မလိုဘူးပေါ့နော်မင်းလမ်းမရဲ့ဒေဇင်းဆိုတဲ့ဟာလေလူတိုင်းကြီးကြိုက်နေကြတဲ့နေရာပေါ့နော်ကျမတို့ပေ60ပေ60ဖြစ်တယ်ကျမတို့စာရွက်စာတမ်းပိုင်ဆိုင်မှုစီပင်အိုးဝင်စစ်ဆေးထားပြီးတာခြံခတ်ထားပြီးတာပါမစ်မီအမျိုးစားနော်အိမ်ယာဆောက်လုပ်ခွင့်လူတွေထိုင်ခွင့်ကြထားပြီးတာရမည်ဈေးနှုန်းဆိုလို့ရှိရင်တော့ကျမတို့3930ရဲ့နဲ့ရမှာပါရှင်ပေါ့နော်ကျမတို့အားသာချက်ကြတော့လေအခုလိုမျိုးကျမတို့လှော်ကားပေါ့နော်ဒီလမ်းမကြီးရဲ့အမည်ဆိုလို့ရှိရင်တော့ကျမတို့တောင်တကုံတကုံစိတ်ကမ်းမြို့နယ်တိုင်းမြို့နယ်တိုင်းဖြတ်ထားတဲ့ဒါလှော်ကားလမ်းမဆိုလို့ရှိ င်တော့လူတိုင်းသိတယ်လှော်ကားမင်းလမ်းမကြီးရဲ့ဒယ်စင်းဖြစ်တဲ့ကွန်ကရစ်လမ်းမပေါ်လေးကြားတယ်ကွန်ကရစ်လမ်းမလေးကနေသွားရမယ်ဆိုလို့ရှင်တော့ကျမတို့လေးငါးခွက်မြောက်ကလေးပဲကြားရတယ်ပေါ့နော်အရှိမလှမ်းမြင်နေရတဲ့ဆိုင်းဘုတ်အပြာနဲ့မြေခွက်ပေါ့နော်ပထမမြင်နေတွေ့နေရတဲ့ဆိုင်းဘုတ်မဟုတ်ဘူးအနောက်ကဆိုင်းဘုတ်အပြာနဲ့မြေခွက်ပေါ့နော်အလှမ်းနဲ့တွေ့မယ်ဆိုလို့ရှင်တော့အနောက်မြောက်ဖက်လှည့်ကြတယ်အိမ်နမပေါင်းချင်းဒီကျမတို့ကသုံးကနန်းကြပါတယ်ရှင်ပေါ့နော်ကျမတို့ဒီနေရာဆိုတဲ့ဟာပေါ့နော်အခုလိုမျိုးလမ်းမကြီးရဲ့ဒယ်စင်းမှာ3930နေရပေါ့နော်မရှိသ လောက်ကိုရှားပါသွားပြီရှိလဲမရှိဘူးပေါ့နော်တကယ်တကယ်ရှိလာခဲ့မယ်ပြုလာခဲ့မယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီဈေးနှုန်းနဲ့လည်းမရဘူးပေါ့နော်ကျမတို့ကလမ်းမပေါ်မှာ2500နဲ့3000တစ်ဖက်ချလဲဖြစ်နေတဲ့အတွက်ကိုပေါ့နော်လမ်းမရေကြောကက်လမ်းမရေဒဲစင်းဆိုလို့ရှိရင်တော့600နဲ့900တစ်ဖက်ချလဲရှိတယ်ဒီဟာကိုကျမတို့ကအခုရတဲ့ဈေးနှုန်းဆိုလို့ရှိရင်တော့3530နဲ့ဖြစ်တာဖြစ်တဲ့အတွက်ကိုဝယ်ယူသူတွေဝယ်ကိုဝယ်ထားမယ်နေရပါရှင့် ကျမတို့လေဝယ်ရောင်းသမားပေါ့နော်ထားရောင်းသမားယင်းနှိမ့်ငန်သမားလေးတွေပေါ့နော်ဝယ်ယူထားလို့ရတဲ့နေရာဒါပေမဲ့ပြောချင်တာတစ်ချက်ကလေဒီဈေးနှုန်းဆိုတဲ့ဟာပေါ့နော်ကျမတို့ဒီတပတ်အတွင်းဆက်ရဲ့အတွင်းပဲပေါ့နော်ဒီဈေးနှုန်းပေါ့နော်အရှိမဆိုလို့ရှိရင်တော့ကျမတို့ပို့တင်ထားတာလေးရှိတယ်ပေါ့နော်ကျမတို့ပြိပသမားနေသမားကြတော့မြေပြင်နေရာလေးတောင်းထားတာရှိတယ်ဒါဝယ်ယူသူတွေအားလုံး မြင်လို့ရတယ်ကြည့်လို့ရတယ်ဆိုပြီးတော့ကျမတို့ဒါပို့တင်ပေးပေးလိုက်တာပေါ့နော်ဗီဒီယိုဖိုင်ကိုထပ်ရိုက်ပြီးတင်ပေးပေးတာဒါကြောင့်မို့ဒီတပတ်တွင်းဆက်ရက်တွင်းဆိုလို့ရှိရင်တော့ဈေးနှုန်းလေးတွေပြောင်းလို့ရှိပါတယ်ရှင်ပေါ့နော်အခုလောလောဆယ်တော့ကျမတို့ပထမတင်ပေးထားတဲ့အတိုင်းပဲ3930နဲ့အရောင်းဝယ်လုပ်ပေးပါမယ်ရှင်အဲတချို့ကြတော့အချိန်မရဘူးပေါ့နော်ငွေခဏလေးရင်းနှီးချင်တာပေါ့နော်ကျမတို့အချိန်မပေးနိုင်ဘူးငွေလည်းမရင်းနှီးနိုင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ဒီလိုမျိုးဝယ်ယူသူဆိုလို့ရှိရင်တော့ဝယ်ယူထားဖို့ကျမတို့မတိုက်တင်းဘူးပေါ့နော်ကျမတို့ဒီနေရာလေးကြတော့ အဲပြောမယ်ဆိုရင်းနှီးမြှုပ်နှံသမားထားရောင်သမားဝယ်ရောင်သမားပေါ့နော်နေလို့မရဘူးသူကလမ်းမခင်းသေးဘူးမီးမကြသေးဘူးပေါ့နော်လမ်းခင်းပြီးမှမီးကြထားပြီးမှဆိုလို့ရှိရင်လည်းအနေအနေဆုံးကကျမတို့1500နေပြီးတော့3000တိန်း3000ပေါ့နော်ဒီဝင်းကျင်ချားလေးတွေရှိတယ်လူနေရက်ွက်အတင်းဝင်ဝယ်မယ်တော်ပေါ့နော်အခုဥပမာလူနေရက်ွက်ကထဲမှာဆိုဒီလိုမျိုး main land မှာထဲစင်းဆိုလို့ရှိရင်9000ကနေ9000ဝင်းကျင်ချားဖြစ်နေပြီပေါ့နော်ဒီဟာကကျမတို့က3530ဆိုတဲ့ဟာကိုလည်း ပြောချင်ပါတယ်ရှင်ပေါ့နော်ဒါကြောင့်မလို့ကျမတို့လန်းခင်းထားတာမဟုတ်ဘူးမီးမကြသေးဘူးတချို့ကလန်းခင်းထားတာမရှိဘူးလားမီးမကြသေးဘူးလားဆိုလို့ရှိရင်တော့ဒီလိုနေရာမျိုးတွေမှာလိုချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ရောင်းချပေးဖို့တွေအများကြီးရှိပါတယ်တကယ်လို့များကျမတို့ရောင်းဖို့ပဲဖြစ်ဖြစ်ဝယ်ဖို့ပဲဖြစ်ဖြစ်ယင်းနှမြုံနိုင်ချင်တာပဲဖြစ်ဖြစ်စာရွက်စာရင်စစ်ဆေးချင်တာခရံမီပေါက်ဖောက်ချင်တာပေါ့နော်ကိုယ်ပိုင်ဆိုင်မှုစာရွက်စာရင်နဲ့ပတ်သက်လို့တိုင်ပင်ဆွေးနွေးချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့89ပဲလေးအင်ချမ်းမြေရုံငန်းကိုလာရောက်လေ့လာဖို့တိုက်တွန်းပါတယ်ရှင်ဆက်သွယ်ရမယ့်နံပါတ်ဆိုလို့ရှိရင်တော့0939322322 0092 0092 ရှစ်ရှစ်ခုံခုံရှစ်နှစ်ခုံခုံရှစ်နှစ်688ကိုမနက်9နိုင်ရနေညနေ9နိုင်တွင်ဆက်သွယ်လို့ရပါတယ်ရှင်ပေါ့နော်ရုံငန်းတီနေရာဆိုရင်တော့တောင်တကုံမြို့နယ်25ရက်ကွယ်စီပင်လမ်းအဲ ပလဲယတနာလမ်းမပေါ်မှာပါရှင်ပေါ့နော်အရင်တုန်းကတော့ကျမတို့စီပင်လမ်းမအခုဆိုလို့ရှင်တော့ပလဲယတနာလမ်းမကိုပြောင်းထားတယ်ပေါ့နော်အဲဝင်နေကြဧည့်သည်တွေအများနဲ့စုံစမ်းနေတဲ့ဧည့်သည်တွေဆိုလို့ရှင်တော့တိကြမှာပေါ့နော်ဒါပေမဲ့အခုခဏလေးကြည်ပြီးဟောနောက်မကြည့်ဖြစ်တဲ့လူတွေဆိုလို့ရှင်တော့ကျမတို့ဒါဒီလိုဧည့်သည်မျိုးဧည့်သည်အစ်တတွေကိုပြန်ပြီးတော့ရုံငန်းတင်နေရပြန်ညှုံပေးတာပေါ့နော်ကျမတို့တောင်တကုံမျိုးနဲ့25ရက်ကွယ်ပလဲယတနာလမ်းမပေါ့အိမ်မက်42ပြည်တော်စုပန်းချံနဲ့နှီးတယ်ပန်းချံကားမှတ်တိုင်ရဲ့ဘေးမှာပလဲယတနာလမ်းမကြီးလမ်းကျယ်ရှိတယ်ပေါ့နော်ဘေးဝင်ဝင်လာ ြီးချင်းငါးတိုင်းမြောက်ကလေးပါရှင်ပေါ့နော်ဒီပလဲရတနာမိန်းလမ်းမပေါ်ကြီးမှာပါကျမတို့89ပဲလေးအိမ်ချမ်းပြေရုံငန်းရုံပရက်မရှိပါဘူးရှင်မနက်9နိုင်ရနေညနေ9နိုင်မှာပေါ့နော်ဒါမြေကွက်ကတည်နေရကျမမြင်တွေ့နေရပြီပေါ့နော်အရှိကင်မရာလေးပြန်ပြပေးမယ်အရှိလမ်းလေးကိုပြန်ပြပေးမယ် ဒါအရင်ဆုံးကျွန်မဗီဒီယိုဖိုင်ရိုက်တာဆိုလို့ရှိရင်တော့အရှိမကားသွားနေတဲ့လမ်းရှိတယ်ပေါ့နော်ဒီကားသွားနေတဲ့ main line မှာရနေကျွန်မအခုလမ်းလေးလျှောက်ပြီးတော့ဝင်လာလိုက်တယ်ဝင်ဝင်လာပြီးချင်းမှာဒီနေရာအထိကိုဒါကွန်ကရစ်ခင်းထားပြီးသားပေါ့နော်ဒီနေရာနေပြီးတော့ဒီမြေကွက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်အရှိမြင်တွေ့နေရဒီကွက်ကလေးဖြစ်ပါတယ်ရှင်ပေါ့နော်ကျွန်မတို့ဒီဘက်အကွက်မဟုတ်ဘူးနော်ဟိုဘက်အကွက်ပေါ့နော်နေရာလေကျွန်မတို့လေဒီလမ်းရကြတော့လေရေဝတ်နေခြင်းပြုတ်နေခြင်းမရှိဘူးနော်ဟိုဘက်ဒီဘက်ကကြတော့ဒါမြောင်းတူးထားတာဖြစ်နေတဲ့အတွက်ရေရှိတာဒီဟာကကြတော့လမ်းဖြစ်နေတဲ့အတွက်ကိုသူကလမ်းမဟုတ်တဲ့နေရာမှန်သမျှမြောင်းတူး ရယ်ပေါ့နော်ဒါကြောင့်မို့ဒါကတော့လမ်းဖြစ်တဲ့အတွက်ကိုဒါမြောင်းမတူထားဘူးဒီဟာလည်းမြောင်းတူထားတယ်ဟိုဘက်လည်းမြောင်းတူထားဒီဘက်လည်းမြောင်းတူထားဟာရေတွေပါလားလို့မြင်နေလိမ့်မယ်ကျမတို့ကမြောင်းတူထားတာဒီမြောင်းမှာပေါ့နော်အုပ်မစီထားဘူးပေါ့နော်အရှိဆက်လက်မလောင်ထားဘူးဥဒတိုင်းမကာထားဘူးဆိုလို့ရှိရင်တော့အရှိမြောင်းမိရတော့ကျမတို့ကရေရှိမှာပဲပေါ့နော်အခုဒီဟာလမ်းမှာရေဝင့်နေခြင်းပြုတ်နေခြင်းမရှိဘူးဒီရက်ပိုင်းဆိုလို့ရှိရင်မိုးကြီးတဲကြီးပေါ့နော်တောက်လျှောက်ကိုရွာထားတာလမ်းမှာကျမတို့ရေဝင့်နေရဘူးပေါ့နော်မြေကွက်ထဲမှာပေါ့နော်မြေဝင့်နေခြင်းပြုတ်နေခြင်းလုံးဝတစ်ပိုင်းတစမရှိဘူးပေါ့နော်ခြံတစ်ခါလဲခတ်ထားပြီးသားပေါ့ ောနော်အခုမြင်တွေ့နေရတဲ့အပြာရောင်မြေခွက်ကလေးဖြစ်ပါတယ်ပေါ့နော်ဆိုင်းဘုတ်အပြာလေးတစ်ခါလဲကတ်ထားပါတယ်ရှင်ပေါ့နော်ပိုင်းဆိုင်မှုစာရွက်စာတန်းစစ်စစ်ထားပြီးသားကျမတို့89ပဲလေးအိမ်ချမ်းမီကအကျိုးဆောင်ပေးမှာမှာဆိုတဲ့ဟာကိုဆိုင်းဘုတ်ကိုတစ်ခါလဲကတ်ထားပါတယ်ရှင်ဒါကြောင့်မလို့ပေါ့နော်ပိုင်းဆိုင်မှုမှန်တာကိုလိုချင်တယ်မြေပြင်တည်နေရကိုလိုကောင်းတာကိုလိုချင်တယ်မိန်းလမ်းမကြီးရဲ့ဒေစင်းမမိန်းလမ်းမကြီးရဲ့အနီးဆုံးမှလိုချင်တယ်ဆိုလို့ရှင်တော့အခုကျမရောင်းချထားပေးတာတော့မြေခွက်ကလေးကိုဝယ်ယူနိုင်ပါတယ်ဆိုတဲ့ဟာကိုပြောချင်ပါတယ်ရှင်ကျမတို့စိုးအောင်မလုပ်မချင်းရောင်းထွက်သွားပါသေးမင်းမချင်းကိုဝယ်ယူပါရှင် ကျမလေးဒါလမ်းညွန်လေးပြပေးပေးတာပေါ့နော်ဒီဘက်ထိတ်ကနေလာမယ်ဆိုလို့ရှင်တော့ဒါအမှတ်နဲ့လမ်းမနေဒီလိုမျိုးဝင်လာလို့ရတယ်ပေါ့နော်ဒီဘက်အချမ်းရက်ကွက်ဆိုလို့ရှင်တော့တင်ငါး၃ရက်ကွက်ပေါ့နော်တင်ငါး၃ပြီးပြီဆိုတော့လည်းကျမတို့ကအမှတ်နဲ့လမ်းမဖြစ်သွားလိမ့်မယ်ဒီဘက်ကနေလာမယ်ဆိုရင်တော့အမှတ်နဲ့လမ်းမနေဝင်လာမယ်ဆိုရင်တော့ဒီလှော်ကားလမ်းယူမြင်ရလိမ့်မယ်ဒီလိုမျိုးတဲ့စင်ဒီဘက်ချမ်းဆိုလို့ရှင်တော့ကျမတို့ကဒါတောင်တကုံဘက်ကနေလာမှာဒီတင်ငါး၄ရက်ကွက်ကနောက်ကရက်ကွက်ဆိုလို့ရှင်တော့ကျမတို့တလေးချောက်တောင်တကုံပိုင်ဖြစ်သွားပြီးတော့ဒီလမ်းမနေကျမတို့ဒီတောင်တကုံကနေဒီလိုမျိုးလာမယ်ဆိုရင်တော့ဒီလိုမျိုးမင်းလမ်းမရဲ့တဲ့စင်ကိုရရတာမရှိဘူး ောက်ကတာမရှိဘူးเนาะကျမတို့ main land မှာရဲ့ဒေဆင်းဆိုမှဒေဆင်းအကွက်เนาะပေ50ပေ60ပေါ့เนาะအဲ့ဒါဟာကိုလည်းရတယ်ပိုင်ဆိုင်မှုမှန်တာအိမ်ရဆောက်လုပ်ခွင့်လူနေထိုင်ခွင့်ကြားထားပြီးသားပါမစ်မီအမျိုးအစားဖြစ်တယ်ကျမတို့ရန်ကုန်တိုင်းတစ်တိုင်းလုံးကပါမစ်မီအမျိုးအစားများတယ်ပေါ့เนาะ60ရာခိုင်တော့ပါမစ်မီပြီးတော့မှပေါ့เนาะကျမတို့ဂရံမြေတွေရှောက်ထားကြတာပေါ့เนาะဒီဟာဆိုလို့ရှိရင်တော့ကျမတို့နောက်ဆုံးပိုင်ဆိုင်နဲ့ပိုင်ရှင်တီးပထာဂရံမြေရှောက်ထားလိုက်အောင်ပဲပေါ့เนาะလောလောဆယ်တော့ဂရံတွေပိတ်ထားသေးတယ် ကျွန်မလုံးလုံးဆယ်တော့ဂရံနေပိတ်ထားသေးရပေါ့နော်ဒီရဲ့အဲပေါ့နော်နောင်ခုလားလေလားလေဂရံပြန်ဖွင့်ပေးလာပြီပြုတ်လာပြီဆိုလို့ရှိရင်နော်အကုန်လုံးပေါ့နော်ဂရံအမီပေါက်တွေရှောက်ထားလို့ရတယ်ပေါ့နော်ကြံခဲ့တဲ့ရက်ကလေးတွေအောင်သူလောသူလောပြန်ဖွင့်ပြီးဆိုပြီးတော့ကြားဖွင့်လာတော့ဖွင့်တယ်ဒါပေမဲ့ပထမရှောက်ထားတဲ့လူတွေကိုပြန်ဖွင့်ပေးတာအခုနောက်ပေါ့နော်ပါမစ်အစ်စ်တွေဂရံအစ်စ်တွေစက်တင်မဲ့လူတွေကတော့ခဏရထားသေးပါတယ်ရှင့်တကယ်လို့များအခုစုံစမ်းနေတဲ့ဧည့်သည်တွေဆိုလို့ရှိရင်လည်းပေါ့နော်ဂရံအစ်စ်ရှောက်ချင်လို့ရှောက်ချင်လို့ဆို လို့ဆိုလို့ရှိရဲ့ဧည့်သည်တွေเนาะကျွန်မဖွင့်ပြီဆိုတာနဲ့ပြန်ပြီးတော့အကြောင်းကြားပေးပါမယ်ရှင်ပေါ့เนาะကျွန်မတို့89ပဲလေးအိမ်ချမ်းမြေကဝယ်မရောင်းမမဟုတ်ပါဘူးပေါ့เนาะပြင်ပစာရွက်စာနဲ့နေစီစစ်တာအဲဘယ်လိုစီစစ်ပေးတာခရံပြီးပေါက်လျှောက်ထားတာ၄ဆိုလို့ရှိရင်လည်းအကုန်လုံးလက်ခံပြီးလျှောက်ထားပေးပါတယ်ရှင်ရှေ့နေတွေကိုစီကိုစီရှိပါတယ်ရှင်ပေါ့เนาะရုံးပိတ်ရလည်းမရှိပါဘူးရှင်ပိုင်ဆိုင်မှုစာရွက်စာနဲ့နေလည်းဒါရောက်စစ်ဆေးနိုင်တယ် ဒါနဲ့တစ်ဆက်သေးပေါ့နော်ပြောချင်တာပေါ့နော်အယောင်သမားလေးတွေနော်တကယ်လို့မှပေါ့နော်အခုဒီနေ့ကနေစဥပမာပေါ့နော်လာတွင်ပေါ့နော်ဝယ်ထားတဲ့ဧည့်သည်တွေဆိုလို့ရှိရင်တော့အချိန်မီလာရောက်ရောင်းချနိုင်တယ်နော် အကျိုးဆောင်ကဒုပဆင်ပေးရမယ်တကယ်တကယ်မြတ်တစ်နှစ်ကထက်နှစ်နှစ်ကအထက်ဝယ်ထားတဲ့ဧည့်သည်တွေပေါ့နော်အမြင်ဝေးတွေရတာဖြစ်နေတဲ့အတွက်ပေါ့နော်လာရောက်ရောင်းချနိုင်ပါတယ်ရှင်ပေါ့နော်ဈေးကောင်းကောင်းပေးပြီးဝယ်မယ်မိန်းလမ်းမနားလေးတွေရလေအခုရက်ပိုင်းလေးတွေရှာမြလာတဲ့လေးများတယ်ပေါ့နော်ရှာရတဲ့အကွက်တွေကြောက်လဲပိုင်ဆိုင်မှုလိုအပ်တဲ့အကွက်ကလေးတွေပေါ့နော်ဒါကြောင့်မလို့ ဝယ်ယူသူတွေကလည်းတချို့စောင့်ပြီးတော့ဝယ်ကြတဲ့ဧည့်သည်လေးတွေရှိကြတယ်ပေါ့နော်။အားကြောင့်မလို့ရောင်းကျင်တယ်ဆိုလို့ရှိရင်တော့ကျမတို့89ပဲလေအိမ်ချမ်းမြေမှာလာရောက်ရောင်းချနိုင်ပါတယ်ရှင်ပေါ့နော်။ကျမတို့ဆီကဝယ်ယူထားတဲ့ဧည့်သည်တွေဥစားပေးနေနဲ့ပြန်ဝယ်ယူပေးနေပါတယ်ဆိုတဲ့ဟာကိုပြောကြချင်ပါတယ်ရှင်။ နိုင်ရတော်တော်ကောင်းတယ်။စိုးအောင်မလုပ်မချင်းရောင်းထွက်တော့ပါသေးမရေမချင်းဘူး။ဝယ်ယူပါရှင်ပေါ့နော်။ဈေးနှုန်းကတော့ကျမတို့ဒီတစ်ဘက်ကနေဆက်ရဲအတွင်းတော့ပြောင်းလဲမှုမရှိဘူး။ဒီတစ်ဘက်ကဆက်ရဲနောက်ပိုင်းလေးမြပြောင်းလဲသွားမယ်ဆိုလို့ရှိရင်လည်းခွင့်လို့ပေးနော်။ဘာလို့လဲဆိုရင်ဒါကြတော့အချိန်တိုင်းကဈေးပြောင်းတော့ဒီ930ရလုံးမရှိဘူး။ မရှိတဲ့လောက်ကိုရှာတယ်ရှိလာမယ်ဆိုလို့ရှင်လည်းအခုလိုမျိုးကျမတို့စီပင်အိုးဝင်စစ်ဆေးထားပြီးသားအချံခတ်ထားပြီးသားပေါ့နော်စီပင်ဆင်းအိုးဝင်စင်တစ်ခါရောက်တယ်နော်ဒီလိုမျိုးပိုင်ဆိုင်မှုအမျိုးအစားရှာသွားပြီပေါ့နော်အခုလိုမျိုးလုံးဝ clear ဖြစ်တဲ့ဟာဆိုတာဖြစ်တဲ့အတွက်ကိုပေါ့နော်ဝယ်ယူသူတွေမဖြစ်မနေဝယ်ထားတယ်မှာပါတယ်ဒါလမ်းမပေါ့ပြန်ရောက်လာပြီပေါ့နော်ဒါလမ်းမကြီးပေါ့ပြန်ရောက်လာကျမဒါလမ်းမကြီးရဲ့အခြေအနေကိုပြပေးပြီး ဒီဘက်ကနေထွက်မယ်ဆိုအမှတ်နှစ်တိကိုဒါဟိတ်ထွက်လို့ရရနော်အရှိတကုံမြောက်တကုံဘက်ကိုရောက်သွားမှာပေါ့နော်ဒီဘက်ကနေပြန်ဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တောင်တုပ်ဘုံနဲ့ပြန်ဝင်သွားတာပေါ့နော်အခုလိုမျိုးကျွန်တော်တို့ main land မှာရဲ့ဒေဆင်းပါရှင်ဒေဆင်းအရှိနာအပြာရောင်မလေးနဲ့မြေကွက်ကလေးကိုရောင်းပေးရပါရှင်ပေါ့နော်ဒါကြောင့်မလို့ဝယ်ယူသူများရောင်းချသူများလုပ်ငန်းသူများ နေ့စဉ်နေ့တိုင်းအောင်မြင်တိုးတက်နိုင်ပါစေလို့ကျမတို့89ဘက်လေးအိမ်ချမ်းမြေကဆူတောင်းပေးပါရစေရှင်ကျမတို့မျှော်နေကြတဲ့ဧည့်သည်ပေါ့နော်နေလေးတွေတားတဲ့အချိန်ဆိုလို့ရှင်တော့ကျမတို့မကြမကြဗီဒီယိုဖိုင်လေးတွေတင်ပေးပါမယ်လူနေရက်ွက်ကလေးလည်းတင်ပေးရောင်းပေးဖို့လေးတွေအများကြီးရှိပါတယ်ပေါ့နော်တကယ်လို့မြန်ကျမတို့စီမှာဒီဟာလေးပို့တင်လိုက်လို့ရောင်းထွက်သွားလို့ပေါ့နော်ကျမတို့ဆိုးအောက်ဖြစ်သွားရဆိုလို့ရှင်လည်းဒီထက်မြေွက်တွေအများကြီးရောင်းမှုရှိရဖြစ်တဲ့အတွက်ကိုရုံးကမှလာရောက်လေ့လာပြီးဝယ်ယူပါဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်တရားချင်းစီတာ